တာလီရဲ့ထူးခြားမှုကြောင့်ပြပြလာတဲ့နေသူပြည်ထောင်လုံးမဲမီလာဝါရှင်အနုပညာနယ်ပယ်မှာရောအင်တာရေးမှာပါကံကောင်းတဲ့အနုပညာရှင်နေသူကတော့ခုဆိုရင်ပရိတရီရဲ့အပီမူရီကိုအပြီးဝရရှိနေပြီးနေသူကဇဂါရီကိုလည်းခက်စစ်စိတ်ရိုက်ကူလာနေရပါတယ်။နေသူကတော့ကလရှင်မှာအနုပညာလုပ်တွေကိုစူးစမ်းလုပ်ကိုင်းနေသလိုတစ်ဖက်မှာလည်းတာယာချမ်းမြေဝယ်မိသားစုဘွားလေးကိုပိုင်ဆိုင်ထားပြီးစစ်စရာကောင်းတဲ့တာလီနဲ့အတူအေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်ဖတ်တန်းနေကြတာဖြစ်ပါတယ်။ အခုဆိုရင်နေသူရဲ့တာလီကုန်းရှိန်သူတော်တပြည့်ပြည့်အရွယ်ရောက်လာခဲ့ပြီဖြစ်ပါတယ်။နေသူကတော့ဒီကနေ့မှသူရဲ့တာလီကုန်းရှိန်သူရဲ့ထူချာမှုအကြောင်းကိုပြပြလာခဲ့ပါတယ်။ကုန်းရှိန်သူလေးဟာအခုဆိုရင်ဖျားစာရီကိုရုတ်ဖတ်တက်နေပြီဖြစ်ပြီးဖျားတရားနဲ့နေရတာကိုနှစ်သက်ကြောင်းပြပြလာခဲ့ပါတယ်။နေသူကတော့လေမာရေးချရှိပြီးတည်သက်တဲ့တာလီကြောင့်ဂျင်းညိုပြည်သည်ဖြစ်နေရပြီးတာလီအကြောင်းတွေကိုလည်းပရိသတ်တွေကိုခုလိုပဲပြပြလာခဲ့ပါတယ်။နေသူဟာတာလီအားဆုံးမစရာမလိုအောင်ကိုအရင်လိမ့်ပါတယ်။ အခုဆိုရင်တာလီယာနှစ်နှစ်ခွဲရှိပါပြီ။သူ့ဖျားစာဆိုတာကိုသင်ပေးတာမဟုတ်ဘူး။ကြားသလောက်လိုက်ပြီးလောတက်နေပါပြီ။တာလီယာအခုဆိုရင်တော်တော်တည်တက်ပြီးလဲလာတယ်။တကယ်ချစ်ဖို့ကောင်းနေ။တခြားသူတွေနဲ့ဆိုသူကရှက်တက်တယ်။စကားတော့အရင်မပြောပါဘူးဆိုပြီးနေသူကသူ့ရဲ့တာလီယာအကြောင်းတွေကိုပြောပြလာခဲ့ပါရဲ့။ အခုဆိုရင်ဒီတို့ကကနဝင်းကတိုးဇကချင်းနဲ့အာလိုရအပေးမှုတွေကိုအပြေဝါရရှိနေပါတယ်။ဒီကနေ့မှာတော့ဒီတို့ကဗိုက်ရီရဲ့တောင်းဆိုနေကြတဲ့ဆန္ဒတိုင်းအမှုပညာလို့တွေ့မှာအကောင်းဆုံးစူးစမ်းသွားမယ်လို့ဆိုပါတယ်။ဒီတို့ကတော့ကိုယ်စွေအမှုပညာရိပ်ကွေးရီမှာပရိသတ်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက်အကောင်းဆုံးစူးစမ်းလာနေပြီဖြစ်ပြီးသူအနေနဲ့ပရိသတ်ရဲ့အမြင်ဆန်အောင်အကောင်းဆုံးစူးစမ်းသွားမယ်လို့ဆိုပါတယ်။ဒီတို့ကတော့ဟာတာစကားရီတွေမှာဆိုရင်ကိုတိ့မဆောင်ဘူးတဲ့တိ့ဆောင်တွေနဲ့လည်းရိုက်ကွေးသွားခြင်းတယ်လို့ဆိုပါတယ်။ အခုရက်ကွက်ချတဲ့စကားလေးမှာတော့နေသူဟာဥရွှေရုံနဲ့တော်မောအကောက်ကိုတည်ချလေးချက်တင်ယူခဲ့ပါရယ်။အဲကြောင့်လေးတွေကိုနေသူဟာခုလိုပဲပြပြလာခဲ့ပါရယ်။နေသူဟာကျင်းလည်းရေရူရတလေးလေးကိုတံမောထားတဲ့မြမကလာလေးနဲ့ပုံဖော်တင်ဆက်ခွင့်ရလို့ဝမ်းသာမိတော့ပေါ့နော်။ဒါကြောင့်ဥရွှေရုံနဲ့တော်မောအကောက်ကိုတည်ချလေးချင်းခဲ့တာပါ။ညင်းစီရဲ့ခန်းမှာတော့မြင်းပေါ်ကိုကြောက်ကြောက်နဲ့အပေါ်ရောက်မဲမတိရောက်သွားခဲ့ရတယ်။ဒါလည်းကရက်တာရပါ။အမတ်တရားလေးတွေတော့အရင်များပါတယ်ဆိုပြီးနေသူဟာပြပြလာခဲ့ပါရယ်။ အခုစရင်ဒီတို့ဟာအလုံးရအပေးမှုတွေကိုခံရပြီးရိုက်ကူရေးတွေအဆက်မပြတ်လှုပ်ခိုင်းနေရပါတယ်။မမဆောင်လည်းနေသူနဲ့ပတ်သက်ပြီးအင်တာဗျူးတစ်ခုအနေမင်းသားနေသူရဲ့အကြောင်းတွေကိုခုလိုပဲထုတ်ပြောလာခဲ့ပါရယ်မမဆောင်ကိုနေသူကလည်းသူမပါတဲ့ခန်းတွေတော့မမဆောင်ပြောဆောင်နေလာကြည့်ပေးတယ်လိုအပ်တာရှိရင်ပြောမလို့သူကတရားကြည့်ပေးတာပေါ့နော်ကိုနေသူကရန်ကိုစိတ်ရင်ကောင်းပါရယ်သူကဆောင်ရအိုက်တော့ပါပဲဆိုပြီးမမဆောင်ကနေသူနဲ့ပတ်သက်ပြီးပရိသတ်တွေကိုပြပြလာခဲ့ပါရယ် နာမည်စက်ကားလေးတွေမှာလည်းနေသူဟာချူလေးနဲ့အတူတူရိုက်ကူလာဖို့ရှိနေပါတယ်။ဘဝရွှေဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်တော်ရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြားအသည်တွေနဲ့အတူပြန်လာခေုံမှာဖြစ်လို့အတိတ်တတော် video တင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။